ကဘာတီတန်ကော်ဖီရဲ့ဒူးကြရီဖန်နီမှုအသစ် Nescafe Blend and Brew ပုံမှန်တက်စင်စားပုံမှုနူးညက်တဲ့တဘာဝကော်ဖီစစ်စစ်ရဲ့ပြည့်ပြည့်တဲ့အရသာသစ်ကိုခံစားရင်စမ်းသစ်တဲ့စေကုနဲ့ခြေလန်းသစ်တွေကို Nescafe Blend and Brew နဲ့အတူစတင်လိုက်ပါ မင်္ဂလာပါရှင်7 TV ရဲ့ Facebook တွင်ခဏခဏလေးကြိုဆိုပါရစေ။ August လ2ရက်နေ့မနေ့ကလူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာရေးပန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဦးဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ပုတ်ကလစ်ကစေယုံတစ်ခုမှာရေးအိတ်တက်ခွဲရာကနေတည်ဆုံသွားခဲ့တဲ့လူနာတူရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုတဲစုအမည်နဲ့ Facebook သုံးဆယ်သူတူကနေကျမအမအရင်မတ်မီမြတ်ကျော်အသက်30ရေးအိတ်ခွဲထိုးဖို့အတွက်ပုတ်ကလစ်ကစေယုံကိုလာခဲ့မိတာကျမတို့ရဲ့မဟာမကြီးပါစေယုံကြီးကိုတော့မသွားပဲပုတ်ကလစ်ကစေယုံကနန nurse တွေဒေါက်တာတွေကလူနာတွေကိုအရန်ကြီးဆိုင်မှာပဲဆိုပြီးယုံကြည်ပြီးသွားခဲ့မိပါတယ်။စိတ်ငိုစောက်တော့လူနာကအသေးအောင်တော့ဖြစ်နေတယ်။ရေးအေးရောင်နေတယ်။ဒါပေမဲ့ခွဲဝူဆရာဝန်ကြီးကနိုင်ငံသားကပြန်လာတာကိုစောင့်ပါတယ်။သူတို့ရိုက်ပေးထားတဲ့စိစစ်ချက်အရာရေးအေးကနည်းနည်းတော့ကြီးလာပြီတယ်။စိုးရင်စရာမရှိပါဘူးတဲ့လို့ဒေါက်တာကပြောပါတယ်။ပတ်စံစကားပြောတာတော့မဟုတ်ပါဘူးတဲ့။ကျမတို့နေရလာတယ်ဆိုပေမဲ့စိုးရင်စရာရှိတယ်ဆိုရင်ဘန်ကောက်လောက်ထိတော့သွားကူနိုင်ပါတယ်လို့အစားကြည့်ပြီးခွဲစိတ်မှုတွေအကြိမ်ကြိမ်ပြုတ်လုပ်ခဲ့ရတဲ့အကြောင်းနဲ့နောက်ဆုံးမှာတော့တေဆုံးသွားခဲ့ရတဲ့အကြောင်းကို ရေးသားပြီးတင်ခဲ့တဲ့အတွက် Facebook သုံးချွေသူ2000ကျော်ကနေအချင်းချင်းမျှဝေခဲ့ကြလို့လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။ဖယင်းနဲ့နောက်ဆုံးတော့နေကောင်းသွားမယ်ထင်တာတနာပါတယ်မသေးသေးမယ်သိခဲ့ရတယ်ကျွန်တော်အမေဆေးုံတက်တုံးကလည်းဒီလိုအတွေ့အကြုံမျိုးခံစားခဲ့ဘူးတော့ကိုချင်းစာပါတယ်ဗျာဆိုပြီး Facebook သုံးဆွဲသူတွေကသူတို့ရဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီးမှတ်ချက်တွေပေးမျှဝေခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ် နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ရင်းစည်းကပူတောင်းတဲ့ရင်းနှောင်းလိုက်တူရဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုရန်ကုန်ဘတ်စာပေ Facebook စာမျက်နှာကနေ YBS 32ကိုမာလာခွေတောင်းကလာမတိုင်ကစောင့်စည်းခဲ့ပါတယ်။ရင်းပေါ်မှာငွေထည့်မှုပုံထားပေးပေးမယ်။ Spare ကငွေထည့်တဲ့ပုံကို꿰ပြီးရင်းစည်းရကိုခီးစင်လိုက်ပြီးရန်ကုန်ဘတ်စာပေမှာသတ်မှတ်ထားတဲ့နှုန်းထက်တောင်းခံတာကိုတွေ့ရပါတယ်။ရင်းစည်းကမှာတဦးကိုမာလာခွေတောင်းကလာမတိုင်မှာကြောင်းခွေတာဂီတာအခုသွားမယ်မတိုင်300ချက်မာလာခွေတောင်းကလာကနေတိုင်းနာကြီးရကို400ချက်မာလာခွေတောင်းကလာ ကနေတန်လင်းကို600ကျပ်ကောက်ပြီးခီးတယ်များအပြည့်ကျက်တည်းမောင်းနှင်ပြေဆွေးနေပါသည်ရင်အမှန် 9G 3690လို့ရေးသားပြီးဓာတ်ပုံနဲ့တူဖော်ပြခဲ့တဲ့အတွက် Facebook သုံးဆွဲသူတွေဒါမှပြန်နှံလာခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Facebook သုံးဆွဲသူတွေကတော့ဝေဖန်တဲ့မှတ်ချက်တွေအများအပြားရေးသားခဲ့ကြပါတယ်ပြင်းထန်တဲ့ပြစ်ဒဏ်မပေးသူရေဒီကောင်လေးကဒီလိုလုပ်နေမှာပဲပြပြသားသားလှုပ်တင်နေပါပြီဆိုပြီး Facebook သုံးဆဲသူတူကမှတ်ချက်ရေးသားခဲ့တာကိုလည်းတွေ့ခဲ့ရပါဗျ ဒီနေ့အတွက် Facebook တွင်ကဏ္ဍကတော့ဒီလောက်ပါပဲ 70TV ရေးသမားအားလုံးရှင်လန်းချမ်းမြေကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်